ဒါဆိုရင်ရွာလေးတရွာကိုဒီမှာဖုံဖုံကြီးကအလူခန်းနေတာပါဇွန်အလူခန်းလားလေးတွေခက်ခဲလေးတွေဖြစ်ထားအောင်ပေါင်းတဲ့ငယ်ချင်းများကိုကျွန်တော်ကတင်ပြပေးတာဖြစ်ပါတယ်အားလုံးသာဓုခွန်နိုင်အောင်လို့မျှဝေစေခြင်းလို့ပါကျွန်တော်ကတင်ပေးတာပါဖုံဖုံကြီးကိုဒါဆိုရင်ရွာလေးတရွာယူတောင်းကုန်းမော်ရွာလေးပေါ်အင်ဂျီစေအိမ်လောက်တော့ရှိပါတယ်စေအိမ်လောက်တော့ရှိတာဟိုမှာသွန်ခံနေတဲ့ပုံတော်လေးပါဖုံဖုံကြီးကနေပြီးတော့ ျွန်တော်လည်းဒီနေ့ဒီဟိုလူဟိတိုင်းအတွက်ကျွန်တော်လာတာဖြစ်ပါတယ်။ပေါင်းတဲ့ငွေချင်းများကိုကျွန်တော်ကမျှဝေသိခြင်းလို့မို့လို့အများကြီးသာဓုခေါ်နိုင်အောင်လို့ကျွန်တော်ကရိုက်တင်ပြတာဖြစ်ပါတယ်။ပေါင်းတဲ့ငွေချင်းများကောမတ်ကလေးတွေထဲမှာလည်းမေးမေးနေလို့မို့လို့ပုံပုံကြီးဘလို့ခက်ခဲတွေရှိသလဲခက်ခဲလေးဘလို့ခက်ခဲလေးတွေဆုံးခံတာရှိသလဲဆိုတာကိုအူတော်တော်ကိုကိုမမတို့ကျွန်တော်ကရိုက်တင်ပြတာဖြစ်ပါတယ်။ဒီနေ့တော့ဆုံးခံတာလေးတွေကို ဘင်းရွာလေးပေါ်မှာသူကဖုံဖုံညာနေဆွန်းခံကြွာလာတာဖြစ်ပါတယ်10နာရီခွဲလောက်တော့ကြွာတာပေါ့တက်တနာရီလောက်ဆိုရင်တော့အเจ้าတော့အเจ้าကိုပြန်ရောက်ပါတယ်ကျွန်တော်ကဒီနေ့ဖုံဖုံကြီးကိုအလူလိုက်ခံပေးဖို့အတွက်ကိုဒီနေ့ရောက်လာတာပါဒီနေ့နေချင်းတော့ရောက်လာတာပါမနေ့ပိုင်းတော့ကျွန်တော်ကအလုတ်ကလေးတွေဘောကစောင်းဝင်နေအတွက်ကျွန်တော်ကလောက်ကိုင်းနေရတာဖြစ်ပါတယ်ဒီနေ့တော့ဖုံဖုံကြီးကိုဒီနေ့လူလေးဟိုဘက်ဘေးနားရွာလေးရနေပြီးတော့လူခံလေးတွေ ခေါ်လာခဲ့ပါဆိုလို့ပြောလို့မလို့ကျွန်တော်ကဒီနေ့ပင်ဆောင်ပေးมาဖြစ်ပါတယ်ဖုံဖုံကြီးကိုဒါဆိုရင်ဖုံဖုံကြီးညာဆုံးဒီနာအိမ်လေးအင်ဂျီဆက်အိမ်လောက်တော့ရှိတာပေါ့ဗျာအောင်းသိတကယ်ချင်းများတည်အောင်ဒါတို့ခေါ်နိုင်အောင်အများကြီးဒီတဲ့မကလူနန်တိုင်းနိုင်အောင်ရှယ်နိုင်အောင်လို့ကျွန်တော်ကရိုက်တင်ပေးတာဖြစ်ပါတယ်ဒါဆိုရင်ဖုံဖုံကြီးဆုံးခံကြွဒါဖြစ်ပါတယ်ခက်ခဲလေးတွေရှိတာလေးတွေကိုကျွန်တော်ကရိုက်တင်ပြပြရတာပါဒါလေးရ မှန်တရားလေးတွေပဲကျွန်တော်ကရိုက်တင်ပြတာဖြစ်ပါတယ်။ဒါဆိုရင်ပုံပုံကြီးစွန်ကန်ကြွနေတဲ့ပုံတော်လေးပါ။ပေါင်းတဲ့တကယ်ချင်းများ comment data မှာမေးမိနေလို့ပုံပုံကြီးရဲ့အခက်ခဲလေးကိုသွားနိုင်လာနိုင်မသွားနိုင်လာနိုင်ပေမဲ့ဒီလိုလေးတော့အခက်ခဲလေးတွေစွန်ခံရတာရှိတာပေါ့ဗျာ။ရေဆိုလဲခတ်ရတာပါပဲကုံပေါ်ကနေပြီးတော့ ကိုအောင်ကိုဆင်းရတာမလွယ်ပါဘူးဘူးလေးတဘူးဆွဲဆွဲပြီးတော့ခတ်ရတာပါပဲဒါဆိုရင်အများကြီးသားတို့ခေါ်နိုင်ပါတယ်အများကြီးမြှောက်ဝဲပေးပါအောင်ကျွန်တော်သားတို့ခေါ်နိုင်မှုတော့ကိုဖုံဖုံကြီးဟိုသားတို့ခေါ်နိုင်မှုတော့ကိုမြှောက်ဝဲပေးပါအောင်ဒါဖုန်းခံနေတဲ့ပုံတော်လေးပါကျွန်တော်ကရောက်တော့ရောက်ခတ်ကလေးကိုပေါင်းသိနေခဲ့ခြင်းများသားတို့ခေါ်နိုင်အောင်လို့ကျွန်တော်မြှောက်ဝဲပေးတာပါဖြစ်ပါတယ်ဒါဆိုရင်ဒီနာကြွားလေးကမကျေပါဘူးစိန်လောက်ပဲရှိပါတယ်ကုန်းမေမေမော်လေးမှာနေထိုင်ကြတာပါတောရွာလေးပေါ့ နေတိုင်းကြတာပါကျွန်တော်တို့အလူခန်းနေရာဖြစ်ပါတယ်ရွာထဲကိုရောက်ပြီပေါ့လူခန်းနေရာပြတော့ဖုံဖုံကြီးကိုရှေ့ရတင်ပြီးရှေ့မှာဘိုက်ကလေးနဲ့အတူတူကျွန်တော်အလူခန်းနေတာဖြစ်ပါတယ်ဒါဆိုရင်ပရိသတ်ကြီးသိသိချင်းတွေအတွက်ကျွန်တော်ပြောပြကလေးလေးတွေနဲ့မလိုက်တူနန်တိုင်းနိုင်အောင်လာတယ်အများဒါဆိုရင်အာရပီတီဖြစ်ရပါတယ်မာလူနယ်တန်းနေတဲ့လူတွေအများကြီးပါပဲအာရပီတီဖြစ်ရပါတယ်အများကြီးပါပဲအင်းဝမ်းတာပါတယ်ကျွန်တော်လည်းပီတီဖြစ်ရပါတယ်ကြည်ရင်သားနဲ့ကျွန်တော်ဒီဂျင်းမင်းလည်းပီတီဖြစ်ရပါတယ် ဒါဆိုရင်လူပြိုကြီးရွာတော့ဆိုရွာရဲ့တောင်ဘက်လမ်းကြားထဲကျွန်တော်တို့ဝင်သွားတာဖြစ်ပါတယ်အလူသွားခံနေတာဖြစ်ပါတယ်။အောင်းနေတဲ့ငယ်ချင်းများကိုကြည့်ရှုစေဖို့တော့ကျွန်တော်တို့အမြဲတမ်းရိုက်တင်ပေးနေပါကျွန်တော်။ဒါဆိုလူတန်းနေတဲ့ပုံလေးတွေပါဒီနေ့တော့မှောင်းသွားပါတယ်မှောင်းတော့လဲခံရမှာပေါ့။ပထာတာအနေများမဆိုလူရပါတယ်။အောင်းနေတဲ့ငယ်ချင်းများသာဓုခွန်နိုင်တေးဖို့အတွက်ကျွန်တော်အများကြီးကိုပဲရိုက်တင်ပြတာပါ။ဒါဆိုရင်ပုံနေတဲ့ငယ်ချင်းများသာဓုခွန်နိုင်မှုတွေကိုကျွန်တော်ကရိုက်တင်ပေးတာဖြစ်ပါတယ်။အလူတွေလည်းရရောပါတယ်အများကြီးကိုရရောပါတယ်။ ဒါဆိုရင်သသာကြီးယူနဲ့ပြီးတော့အနေနဲ့ကိုလူတာပါပေါင်းတဲ့ငွေချင်းများတာတို့ခွန်နိုင်မှုတော့ကိုကျွန်တော်ကရိုက်ပြတာဖြစ်ပါတယ်ဒီနေ့ဆိုရင်တော့မှောင်းသွားပြီပါဗျာမှောင်းတော့မှောင်းပါသေးပါရပါတယ်ကျွန်တော်ပြိဿကြီးကိုကျွန်တော်တာတို့ခွန်နိုင်မှုတော့ကိုအများကြီးကိုပဲကျွန်တော်ရိုက်တင်ပြတာပါပြေသက်ကြီးကိုတာတို့အများကြီးခွန်နိုင်မှုတော့ကိုကျွန်တော်ကရိုက်တင်ပေးတာဖြစ်ပါတယ်။ဒါဆိုရင်တစ်ခါမှမရောက်သေးလို့တယ်ဆိုပြီးတော့ပြောတစ်ဖက်ဖက်ပြောလို့ကျွန်တော်ဒီနေ့ရအောင်လိုက်ပို့တာပါ။ဒီဟာအပြိုကြီးတွေပါ။ ပေါင်းတဲ့တငယ်ချင်းများလည်းတာထုတွေအများကြီးခေါ်ပေးကြပါအောင်အပြိုကြီးတွေပါဒါအပြိုကြီးတွေနှစ်ယောက်နေတာပါတီအိမ်ကပေါင်းတဲ့တငယ်ချင်းများတာထုလေးတွေခေါ်ပေးကြပါအောင်ကျင်ရတော်လေးစုံစုံလေးနဲ့နောက်နှစ်ဘောနောက်ဘဝမှာကြပါသေးဆိုပြီးတော့ပေါင်းတဲ့တငယ်ချင်းများ comment ကလေးတွေကိုရေးပေးခဲ့ပါအောင်ဒါဆိုအပြိုကြီးတွေပါဒါဆိုတောင်ကုန်းမော်ကရွာလေးပါကျွန်တော်ဒီနေ့ဆိုရင်တော့အရန်တော့မောင်းသွားပါပြီဗျာမောင်းမင်းမဲ့လည်းဒီမှာလမ်းမီးတွေတော့လင်းလာတော့မှာပါလင်းလာသည့်အတွက်ကျွန်တော်ဒီနေ့ သူ့ကိုလှဲနဲ့လဲကျွန်တော်ပြန်လိုက်ပေါ်မှာဒီနေ့ကျွန်တော်မအိပ်ရတော့ပါဘူးဒီနေ့ညနေပြန်ကျွန်တော်အလုံးလောက်အောင်မှနဲ့မောင်းပြူအောင်နဲ့ကျွန်တော်ခကြီးကလည်းနည်းနည်းဝေးပါတယ်တောင်ကုန်းမော်ကိုလိုက်ပေါ်လာမှအတူတူပါတော့နော်ဒီနေ့ညတော့မအိပ်ရတော့ပါဘူးလှဲတယ်လဲမောင်းပြီးလိုက်ပေါ်လာမှနဲ့ကျွန်တော်ပရိုက်တာလောက်ကလေးကိုအကျိုးဆောင်ပေးတာကိုကျွန်တော်ပြီးစည်းအောင်အကျိုးဆောင်ပေးပါမှာပေါင်းတဲ့တန်ခေချင်းများတာဟုရုခေါ်နိုင်အောင်လို့ကျွန်တော်ကအကျိုးဆောင်ပေးသွားမှာဖြစ်ပါဒါဆိုရင်ကလေးလေးနဲ့မလိုက်ဘူးတာဟုခေါ်နိုင်ပါတယ်ဒါသဒ္ဒါအနေများမဆိုလူတန်းပေးတာဖြစ်ပါတယ်ဒါသာအနေများမဆိုလူတန်းပေးတာဖြစ် ဟိုအပြိုကြီးတွေပါအပြိုကြီးအမွာနှစ်ယောက်လို့ခေါ်ပါတယ်တာဓုလေးပေါင်းတဲ့နိုင်ငံချင်းများတာဓုတွေအများကြီးခေါ်ပေးပါအောင်စံနေလဲလှူတယ်ပတ်သက်တွေလဲလှူတယ်အများကြီးလှူတာပါဖုံဖုံကြီးတို့ဒီနေ့ကြမှာရဒီဂျင်မင်းကနေရောက်ရောက်ပို့ပေးတာမှာဝမ်းသာလုံးလုံးဆိုပြီးဒီမှာပတ်သက်တွေရောစံနေရောကိုပဲလိုက်လှူပေးတာဖြစ်ပါတယ်ဒီနေ့နည်းနည်းတော့မှောင်းသွားပြီပေါ့ဗျာမှောင်းလဲမတက်နိုင်ဘူးပေါ့ကျွန်တော်လဲဒီလိုပဲပေါင်းတဲ့နိုင်ငံချင်းများတာဓုခေါ်နိုင်မှုတော့ကိုကျွန်တော်ရိုက်ပေးတာဖြစ်ပါတယ်ရတယ်ရတယ်ဒါဆိုရင်ကီးဘုတ်ဆရာ ဆိုတော့ဥကြောင်ကြီးတဲ့ကီးဘုတ်ဆရာပါ တာတို့ခေါ်ပေးနိုင်အောင်လို့ကျွန်တော်ကတင်ပြတာအလုံးမဲ့မင်္ဂလာပါဒါဆိုရင်ဖုံဖုံကြီးကနေလေဇွန်ခံပြီးတော့ပြန်လာပါပြီစုံပုံးပေးနေတဲ့ပုံစံလေးပါမြို့ကြီးတွေမှာလို့တော့ဖုံဖုံကြီးတွေလို့တော့ခရင်ဇွန်နေပကံများတွေနဲ့မတုံးဆောင်နိုင်နာတော့ခွန့်လွတ်ပေးပါဒီလိုလက်ကလေးနဲ့ပဲဖုံဖုံကြီးကဆွန်းစားနေရတာကြာခဲ့ပါပြီတချိန်တုန်းကတည်းကကြာခဲ့ပါပြီနှစ်တည်းလည်းများခဲ့ပါပြီ ီလိုပဲဖုံဖုံပေးရတဲ့ဘွာလေးပဲဖြစ်ပါတယ်တောရဆိုတော့လဲရှိတာလေးနဲ့ပဲဖုံပေးရတာပေါ့ဗျာဒါဆိုရင်ဒီမှာအင်ဂျီစိန်စိန်လောက်ကအဥ္စာလေးရဟင်းနှစ်ခွက်စွန်းဆိုရင်ဒီလောက်ပဲရပါတယ်ပေါင်းတဲ့ငွေချင်းများအောင်မျှဝေသေးခြင်းလို့တာတို့ခွန်နိုင်သေးခြင်းလို့ကျွန်တော်ကအများကြီးကိုပဲကျွန်တော်ဒီဂျီမင်းပရိုက်တာလုပ်ငန်းလေးရကျွန်တော်အများကြီးကိုပဲရိုက်တင်ပေးတာဖြစ်ပါတယ်ဖုံဖုံကြီးကိုဖုံဖုံကြီးကိုတာတို့ခေါ်သေးခြင်းလို့ပါပေါင်းတဲ့ငွေချင်းများအောင်လဲဒီလိုတော့ရကြောင်စောက်တည်နေတဲ့ရဟန်းတစ်ပါးရှိတယ်ဆိုတာကိုသိသိချင်းတဲ့လို့ပါ တီတီတီချင်းတို့ကျွန်တော်ကရိုက်ပြပေးတာဖြစ်ပါတယ်ပေါင်းသင်းတဲ့ငွေချင်းများကလည်းအများကြီးမျှဝေပေးပါဦးတယောက်နဲ့တယောက်နဲ့ lesson game မျှဝေပေးပါဦးဒီလိုဖုံဖုံရန်တစ်ပါးရှိရဆိုတာဒီနေ့ကျွန်တော်ရောက်လာတယ်ဆိုတာလည်းဘီနာရွာလေးကနေပြီးတော့ဖုံဖုံကိုလှူခြင်းတီအတွက်ကိုပင့်ဆောင်ပေးပါဆိုလို့ကျွန်တော်လားပင်တာဖြစ်ပါတယ်အောင်နေတဲ့ငယ်ချင်းများကိုတာတူခွန်နိုင်သေးခြင်းလို့ကျွန်တော်မျှဝေသေးခြင်းလို့မလို့ကျွန်တော်ရိုက်တင်ပြရတာဖြစ်ပါတယ်စွန်းစွန်းရင်ဒီမှာဖြစ်သလိုလေးပါ ဖြစ်တယ်လို့စားရတဲ့ရက်တရားများပါကြီးကျွန်တော်အားဒါကြောင့်မလို့ကျွန်တော်ဒီချိန်မင်းကနေပြီးတော့ရောက်ရှိလာပြီးတော့စွန့်ခံလေးတွေကိုကျွန်တော်လိုက်ပို့လို့မလို့ဒီလိုစွန့်လေးတွေတို့ပြည့်ပြည့်စုံစုံလေးစားရတာဖြစ်ပါတယ်လမ်းကလည်းအရင်မလျှောက်နိုင်ဘူးခင်ဗျရေလဲရှားတော့အရင်မလျှောက်နိုင်တော့ဖြစ်တယ်လို့ပဲစွန့်ခံခေါ်တော့လေသူဖြစ်ဖြစ်မှန်မှန်ပဲလျှောက်ပြီးတော့ပဲခေါ်ရတာဖြစ်ပါတယ်ပေါင်းတဲ့ငယ်ချင်းများကိုကျွန်တော်ကဖြစ်ရမှန်လေးတွေကိုပဲကျွန်တော်ရိုက်တင်ပေးတာဖြစ်ပါတယ်ပေါင်းတဲ့ငယ်ချင်းများတာဓုခွန်နိုင်သေးဖို့ ြို့သူမြို့သားလေးများဒီလိုဖုံဖုံကြီးတွေကိုမြင်သေးခြင်းတဲ့အတွက်ကျွန်တော်ကရိုက်တင်ပေးတာဖြစ်ပါတယ်။ဒါတို့ခွန်နိုင်မှုအများကြီးဒါတို့လည်းခေါ်ပေးကြပါအောင်ဗျာ။ကျွန်တော်ကလိုက်တွေရဖို့အသေးတွေရဖို့ကျွန်တော်ရိုက်ပေးနေတာမဟုတ်ပါဘူး။ကျွန်တော်ဖြစ်ရမှန်လေးကိုဖုံဖုံကြီးရဲ့ဖြစ်ရမှန်လေးကိုကျွန်တော်ကကျွန်တော်ဒီဂျင်မင်းပရိုက်တာလုပ်ငန်းလေးကကျွန်တော်ကတင်ပြပေးတာဖြစ်ပါတယ်။ကျွန်တော်လူငယ်လေးကနေပြီးတင်ပြပေးတာဖြစ်ပါတယ်။ကျွန်တော်လည်းလူပြပါတယ်။အများကြီးလူပြပါတယ်။ကိုရပိုင်းကြတော့ အလုတ်ကလေးရလဲသီးလို့မို့လို့ဒီနေ့နေခင်းတော့အဆင်ပြေအောင်ဆိုပြီးတော့ပင့်ဆောင်มาဖြစ်ပါတယ်အလူခံလေးကြွမှာဖြစ်ပါတယ်အလူခံမကြွခင်လေးမှာဒီလိုဆွန်းခံပြီးတော့စားတောက်နေရတဲ့ပုံစံလေးကိုဆွန်းစားနေရတဲ့ပုံစံလေးကိုပေါင်းသင်းတငယ်ချင်းများကိုမျှဝေသိခြင်းလို့ပါတာတို့ခေါ်သိခြင်းလို့ပါခရင်သွန်းနေပကံများနေတော့မစားနိုင်တာတော့တောင်းပန်ပါတယ်ပေါင်းသင်းတငယ်ချင်းများကိုဖုန်ဖုန်းကြီးရဒီလိုပဲရှိတာမို့လို့ဒီလိုပဲဖြစ်တယ်လို့လေးစားလာတဲ့ဘွားလေးမို့လို့ ခွင့်လွှတ်ပေးပါခရင်သွန်းနေပကံများတွေနဲ့မစားနိုင်လို့အပေါင်းအသင်းငယ်ချင်းများခွင့်လွှတ်ပေးပါဒီလိုပုံစံလေးပဲစားနိုင်တဲ့ဘဝလေးမို့လို့ပါဖုန်ဖုန်ကြီးကအပေါင်းအသင်းငယ်ချင်းများကိုအားလုံးတာလူခေါ်နိုင်ပါသည်